ီနေ့ hike ရဲ့ horror ကိုကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ဟိုးယခင်ကနမကြီးကစားသမားတွေ star player တွေကသူတို့ရဲ့ခင်နဲ့နှိုင်းရှင်ပြီးတော့ယနေ့ခေတ်ပေါ်လုံးလောကကကစားသမားလေးတွေကိုဝေဖန်တာတွေကအလုံးစုံရောမှန်ရဲ့လားသူတို့တွေသာယနေ့ခေတ်မှာဘောလုံးကစားမယ်ဆိုရင်ယင်လိုမျိုးနမကြီးနိုင်မှာမလားရက်တီနိုင်ဘူးရွယ်မှာမလားဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ကအချက်လက်တင်နဲ့သုံးသပ်ပြီးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ season လေးကိုစောင့်အောင်ကြည့်ပြီးတောင်းဆိုပြရစီကျွန်တော်တို့ season လေးကိုစလိုက်အောင် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု physical requirement ယခင်ခေတ်ကစားသမားတွေအတွက်ကိုယ်ကာယကြံ့ခိုင်မှုနဲ့ကျန်းမာရေးဟာအရင်ကြီးမလိုခဲ့ပေမဲ့ယခုခေတ်ဘောလုံးကစားမှာတော့ပွဲချိန်အတွင်းတစ်ဖက်သင်းကိုအမြင့်ဆုံး pressure ပေးမှုတွေတင်းသားချင်းချင်းလင်းမြန်ချိန်ဆက်မှုတွေပြီးတော့ defensive ဘိုင်းတွေမှာပွဲစဉ်တစ်ခုလုံးပြေးလွှားဆော်ကစားနေရတာဖြစ်တဲ့အတွက်ကစားသမားတယောက်ဟာပြေးရတဲ့ကြံ့ခိုင်မှုကလုံးဝအရေးကြီးတဲ့အခက်အခဲမှာပါဝင်လာခဲ့ပါတယ် ယနေ့ခေတ်ဘောလုံးအားကစားမှာတော့ GPS tracking လို့မျိုးကစားသမားတွေရဲ့လှုပ်ရှားမှုတွေနဲ့သူတို့ရဲ့လေ့ကျင့်မှုတွေကိုပိုမိုတိကျစွာခြေရာခံလာနိုင်ပါတယ်ကစားသမားတွေရဲ့အောက်ဆီဂျင်ကိုအများသောအသုံးပြုနိုင်တဲ့စွမ်းရည်ကိုပြည့်နေပေးတဲ့ VO2 Max Training လို့လေ့ကျင့်ခန်းတွေကလည်းရှိသေးပါတယ်။နောက်တစ်ခုကတော့ Strength Training ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကတော့ကစားသမားရဲ့ခန္ဓာကိုယ်ချက်သားတွေတာမာစီပြီးစွမ်းဆောင်ရည်ကိုပြည့်နေပေးတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ ဒါတွေကိုကြီးကြီးအပြင်ဂျင်းနစ်ခေဘောလုံးသမားတွေဟာဟိုးရခင်ဘောလုံးသမားတွေထက် ခန္ဓာကိုယ်ကိုယ်ကိုင်ရကျန်းခံမှုဖန်ရအရန်ကိုအရေးကြီးတဲ့ခန္ဓာမှာပေါဝင်လာခဲ့ပါတယ်ဘောဥပမာကပြောရမယ်ဆိုရင် မာရာဒိုနာဒါသူအရင်နာမည်ကြီးခဲ့တဲ့ပုံစံတိုင်းယနေ့ခေတ်မှာထပ်မံကစားမယ်ဆိုရင် conditioning ပြင်ဒီတဘောမျိုးခနာကိုအဲကိုကာရပြင်ဆင်မှုလေ့ကျင့်ခန်းတာမလုပ်ထားဘူးဆိုရင်တော့ယနေ့ခေတ် modern ဘောတော့လောကမှာရက်တီဘောကအလွန်ကိုကတ်ခဲနိုင်ပါတယ် နောက်တစ်ခုကနီးဖြူဟာပြောင်းလဲမှုတက်တီကယ်ကွန်ပလက်စီတီရခင်ဘောလုံးအားကစားဟာတဦးတည်းဆွမ်းဆောင်မှုအင်တာဗျူရဲ့ဗီလီယံပေါ်မူတည်ခဲ့ပေမဲ့ယခုခေတ်မှာတော့စနစ်တစ်ခုကိုအခြေခံပြီးတော့နီးစနစ်နဲ့ကစားရတဲ့ကစားနည်းပတ်ကိုပြောင်းလဲလာခဲ့ပါတယ်။ယနေ့ခေတ်မှာတော့တိုက်စစ်မှုတဦးဟာဒုတိယယူတက်ရောင်တဲ့မှာကပဲနဲ့တခါတလေမှာအချိန်ကာရ defensive ဘိုင်းတွေမှာလဲဆော့ရတဲ့အခြေတွေရှိတော့ကြောင့် position နဲ့ play မှန်မှသာပထမ7ရောက်စရင်မှာဝင်နိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်ဥပမာပြောရမယ်ဆိုရင် Ronaldinho လို့နံပါတ်10ကစားသမားတွေဟာ ယနေ့ခင်မှာယက်တိနိုင်မှုအလွန်ကိုခက်ခဲလာပါတယ်။အားကြောင့်လဲဆိုရင်ယနေ့ခင်မှာနံပါတ်10ကစားသမားတွေဟာလည်းတိုက်ပွဲအသင်းရဲ့တိုက်စစ်ဆင်မှုတွေကိုပြရပေးလိုက်လံဖြစ်ထွားတဲ့အချိန်ခါတွေလည်းရှိလာလို့ဖြစ်ပါတယ်။သူတည်တနာနဲ့အချက်လက်သုံးသပ်မှု Science Data Analyze ရခင်ကဗမာပွဲထွက်လူ17ယောက်စင်ကိုညပြကတွေ့ကြုံနဲ့ပင်ကိုရည်သွေးပေါ်မူတည်တဲ့ Code Intuition SPM ပေါ်မိခိုးခဲ့ပေမယ့်ယနေ့ခေတ်ခါမှာတော့ဒီပညာတွေကိုအသုံးပြုလာခဲ့ပြီး Hipbot ခေါ်အယောင်တွေနဲ့ပေါ်ပြတဲ့မျိုးပုံညွတ်တဲ့တွေကကစားသမားတွေကိုရွေးချယ်တဲ့နေရာမှာပုံမတိကြဆ ွာခွဲခြမ်းစိတ်ဖြာလာနိုင်ခဲ့ပါတယ်။ဒီလိုနီးပညာတွေကြောင့်အသိရဲ့ training တွေမှာလည်းကစားသမားတွေဟာဒေတာကိုအချောင်လိုက်နေလို့မရမယ်။ကဲပြန်ပွဲကြီးပုံစံတိုင်းလေ့ကျင့်ရေးစီစဉ်မှာလည်းစူးစမ်းအားထုတ်နေမှာပထမပွဲထွက်စတိရောက်လူစင်းမှာပါဝင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်ရခိုင်ပြည်ကစားသမားတွေဒါယနေ့ခေတ်မှာမလို့ကစားဖို့အတွက်ဆိုရင်ဒီစနစ်ပိုင်းကျွဲဝါဖို့တော့တို့ဒီပညာတွေရဲ့စောင့်ကြည့်ခြင်းတွေမှာအိုင်ဝင်ခွင့်ချဖြစ်ဖို့ရုံးကနေရင်းကသူတို့ရဲ့ပင်ကိုအရေးတွေကိုထုတ်ပြဖို့ဆိုတာအတော်ကိုခက်ခဲနေပါပဲဥပမာဂမ်မူလာတို့လိုမျိုးတစ်ပတ်သင်းရဲ့ဂိုဝေါအေရီးယားတွေမှာဂိုတန်နိုင်မှုအခွင့်အရေးကိုအမြဲတမ်းစောင့်ဆိုင်နေတဲ့တဲ့တိုက်စစ်မှုကြီးတွေဟာယနေ့ခေတ်လိုမျိုးစစ်တမ်တစ်ခုကိုအခြေခံပြီးဒီစနစ်နဲ့တင်းစားချင်းချင်းချိတ်ဆက်ကစားရတဲ့ဘေးအပ်ပလေးရဲ့လင်းအပ်ပလေးတွေမလုံးနိုင်ရင်တော့ပွဲထဲမှာရက်တိ န်ဖို့ခက်ခဲနိုင်ပါတယ်။စီးမြင်တွေပြောင်းလဲမှု rule change ရခင်ခေတ်ကစားပုံတွေဟာအတင်းဝင်အတင်းထွက်တဲ့ပတ်သင်းခြေရဘောလုံးတွေကိုတင်း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 လိုက်လူတဲ့ aggressive play style တွေကိုတုံ့ဆွဲခဲ့ကြပြီ။ယခုခေတ်မှာဒါဒီလိုမျိုးကစားမယ်ဆိုရင်ဆောင်းဘောတွေပနက်တွေတွေခဏခဏပေးရပြီးတော့အနီးကအဝါကတ်တွေလည်းဖလူပြန်နေမှသိကြပါရတယ်။နောက်ပြီးတော့ဒန်နူကြီးရဲ့မျက်ပမြင်ကြွေရမှာတဲ့ပတ်သင်းကစားသမားတယောက်ကိုကိုကဖောင်းဘောထုတ်ခဲ့လို့ပဲဆိုရင် VAR ဆိုတဲ့ video assistant referee ကိုပြန်နဲ့ကြည့်ရှုပြီးတော့အရေးယူမှုတွေကြောင့် defensive leader player တချို့ကယခုခေတ်မှာအဝင်ခွင့်ကျစားနိုင်မှုဆိုတာအလွန်ကိုခက်ခဲ င်းပါပဲတဲ့ပိုးရခင်နောက်တန်းခင်စင်မှုတွေကလူကျင်ထောင်ချကိုပြကျော်သွားတဲ့ပတ်တင်တက်စင်မှုတွေကိုဘုံမတွင်းနိုင်အောင်နောက်ကနေရှက်အင်းကြီးကိုဆွဲခြင်းတွေအဲကျန်တန်တန်စလိုက်တွေဖက်ထုတ်ခြင်းတွေကိုပြုလုပ်ခဲ့ကြပြီးယနေ့ခေတ်ခင်စင်မှုတွေကတော့ position မှန်မှန်လီးစနစ်ကြကြတတ်မှတ်ရှင်းရှင်းဘောလုံးဖက်ထုတ်မှုတွေကိုလုပ်နိုင်မှု position နဲ့ defending တွေနဲ့ကျင့်သုံးလာကြပါတယ် grinding ပထဝီဖီအရာတို့လို physical midfielder တွေကယနေ့ခေတ် modern ball လောကအောင်မှာဝင်ရောက်ကစားမယ်ဆိုရင်သူတို့ရဲ့ကြမ်းကြမ်းတမ်းတမ်းကစားပုံတွေကြောင့် form ball တွေအများများပြီးတော့ player ဆိုတဲ့ video assistant referee ရဲ့အောက်မှာ rugged nickel တွေလည်းပြုပြင်နေမှာတော့မလွဲပါဘူး social media နဲ့စိတ်ပိုင်းဆိုင်ရာ PR ိုးရခင်ကစားသမားတွေကမီဒီယာရဲ့စောင့်ကြည့်ခြင်းကအတော်ကိုနည်းခဲ့ပြီးသူတို့ရဲ့ကစားဝင်းပြင်ပလူနေမှုဘဝအောင်ထိခိုက်မှုတွေမရှိခဲ့မယ်။ယခုခါမှာတော့လူမှုမီဒီယာအနောက်ရှက်တွေကများလာပြီး24နာရီမီဒီယာသတင်းတွေမှာပေါ်ပြခြင်းတွေကြောင့်စစ်ကြမ်းမာရေးထိခိုက်မှုတွေပိုများလာခဲ့ပါတယ်။ဒီအခြေအနေဟာကစားသမားတွေအတွက်စိန်ခေါ်မှုတစ်ရက်ဖြစ်လာပြီးသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကြမ်းမာရေးကိုဂရင်းဆက်ဖို့လိုအပ်လာဒါကြောင့်ယနေ့ခေတ်ဘောလုံးသမားတွေဟာသူတို့ရဲ့ဘောလုံးကွင်းပြင်မှာလူနေမှုဘဝတွေကိုလည်းအကောင်းဆုံးစီမံခန့်ခွဲပြီးတော့စီးကနေကြနေထိုင်မှုလည်းလိုအပ်ပါတယ်။ ကျွန်တော်ဥပမာပြောရမယ်ဆိုရင်ဟိုရခိုင်ပေါ်လုံးသမားကြီးပေါ်ကက်စကွိုင်းတို့အရက်နဲ့ပါတီလိုင်းစတိုင်ကိုချိန်နှက်တတ်တဲ့ကစားသမားတချို့ပါရှင်နေခဲ့မှာတော့ဆိုရှယ်မီဒီယာပေါ်ကထိုးလန့်ချက်တွေအရင်တော့တွေရဲ့စောင့်ကြည့်ရေးသားဝေခွဲမှုတွေအောက်မှာစိတ်ပိုင်းဆိုင်ရာပြရားတွေရလာပြီးတော့သူတို့ရဲ့ကွင်းတွင်ဘောလုံးဆွဲဆောင်ရေးတွေကိုလည်းထိခိုက်လာနိုင်ပါတယ် ော်ကျွန်တော်တို့ဓာရီကိုကြည်ချင်းအပြင်ရခိုင်နယ်မြကြီးဘလုံးသမားတွေကလက်ရှိဘလုံးသမားတွေကိုသူတို့ခင်နဲ့ရှင်ပြီးခိုင်းနိုင်ပြောဆိုလာတွေကိုကြည့်မယ်ဆိုရင်ဒါဟာတဘာဝကြတဲ့ပြစ်စစ်တစ်ခုပါပဲအာကစားနယ်ပယ်မှာခေတ်ဆက်ဆက်ကအာသာချက်အာဏာချက်တွေရှိနိုင်ပြီးရခိုင်ခေတ်ကကစားသမားတွေသူတို့ရဲ့အထွေကြုံနဲ့သူတို့ရဲ့ရှူတောင်းကနေလက်ရှိကစားသမားတွေကိုအခဏာတွေချီးကျူးတာတွေလုပ်လို့ရှိပါတယ်ဒါပေမဲ့ဘလုံးကစားပုံလေးချင်းမှုပုံစံညီပြူရာတွေကအချိန်နဲ့မျှပြောင်းလဲလာတာကြောင့်ရခိုင်ခေတ်နဲ့ယခုခေတ်ကိုတိုက်ရိုက်နိုင်ရှင်တာကတခါတည်းရံမှာတရားမျှတမှုမရှိနိုင်ပါဘူးဥပမာရခိုင်က အလုံးကစားပေါ်မှာရုပ်ပိုင်းဆိုင်ရာခိုင်မာမှုနဲ့စိတ်သက်ခိုင်မာမှုကိုအဓိကထားပြီးတော့ယခုခေတ်မှာတော့ဒီပညာဒီပြူဟာခေတ်မီစက္ကူရာတွေရဲ့အကူအညီတွေနဲ့ကစားသမားတွေရဲ့လုံခြုံရေးနဲ့အရှင်ဟုန်ကိုပိုအလေးထားလာပါတယ်။ဒါကြောင့်ယခင်ကစားသမားတွေကလက်ရှိကစားသမားတွေကိုဝန်ခံတဲ့အခါသူတို့ရဲ့ခေတ်ကဆန်နှုံးတွေနဲ့ရှင်ပြီးပြောတာဖြစ်နိုင်တယ်လို့လက်ရှိကစားသမားတွေကလည်းသူတို့ရဲ့ခေတ်မှာပုံပုံတိုးတက်လာတဲ့ဒီပညာနဲ့နေချင်းမှုပုံစံတွေကိုအသုံးချနေတာဖြစ်ပါတယ်။ဒီလိုကွဲပြားမှုတွေကြောင့်နိုင်ရှင်ဝေဖန်တာတွေကခက်သက်ဖြစ်နေတတ်ပါတယ်။အချို့အားဖြင့်ပြောရမယ်ဆိုရင်ယခင်နဲ့လက်ရှိကစားသမား မားတွေရဲ့စွမ်းဆောင်ရည်ကိုနှိုင်းရှင်တာဟာစိတ်ဝင်စားစရာအလွန်ကောင်းပေမဲ့ခေတ်အခြေအနေနဲ့ကစားပုံတွေကွဲပြားတာကြောင့်ပတ်သက်မြင်တဲ့ဝေဖန်တာတွေကိုရှောင်ရှားတင်ပါတယ်။ဘလုံးကအချိန်နဲ့အမျှပြောင်းလဲတိုးတက်နေတဲ့အားကစားတမှုတွေပြီးတော့ခေတ်တစ်ခုချင်းစီရဲ့ထူးခြားမှုတွေကိုမှတ်တမ်းတင်အတိမဲ့ပြုထားတာပဲဖြစ်ပါတယ်။